တော့ပါလေအကိုကြီးကဟိုလုံလဲလုံနိုင်တယ်တရုတ်ဆောင်တာလေအဲပြီးတော့တော်လဲတော်ပါအစိုးရတရုတ်ဆောင်ကောင်းပါတယ်အဲအခုဒီရိုက်ကူးရမှာအလူတူတူတဲတရုတ်ဆောင်ကလည်းတော်အဆင်ပြေပါတယ်ရှင်ဟုတ်ဟာအကိုကြီးကအရင်တော့ကသူ music video တွေရိုက်ပူးတယ်လို့တော့ကြောက်ပြောပူးတယ်ပေါ့နော်တရုတ်ဆောင်ကဒါကတော့တရုတ်ဆောင်နဲ့ခံတော့ဒီတစ်ချိန်မှာမှ တကယ်လပူတွေလူတွေတရုတ်ဆောင်တာကောင်မလေးเนี่ยတရုတ်ဆောင်ရောကောင်မလေးချက်သွားပြီပေါ့အရင်တော့အရင်တော့ကောင်မလေးမဟုတ်တယ်လို့ခံစားအခုကျမှလူလိုလေးဝက်ပြီးတော့အဲလူရည်လေးလောတော့ကောင်မလေးတောက်လို့တကယ်ခံစားမှုတော့ပါအရင်ကဇာဒီတစ်စင်းလေးကိုအာအရင်ကလေးကလည်းဒီကြဗီဒီယိုလေးတွေဆိုဒီလေးနဲ့အကြည့်အမြဲလုပ်နေကြပါတော့အခုဒီတစ်စင်းလေးမှာကိုယ်တိုင်လည်းတကယ်တရုတ်ဆောင်ခဲ့ရမှာဆိုတော့အရင်လည်းပြောပါဘယ်လိုကျွန်တော်ကရွေးချယ်မှုပဲပြောရမှာပေါ့ကျွန်တော်ကကွန်ဖီလာတောက်ရင်းနဲ့ဒီရှစ်ခေတ် ပုံစံလေးတွေကိုကျွန်တော်ကနည်းနည်းသဘောကျသွားတော့ဒီမှာနည်းနည်းတကတ်တကတ်လောက်ပေါ့နော်ထည့်ရရင်ကောင်းမလားမသိဘူးဆိုပြီးတော့ကျွန်တော်ရိုက်ဖြစ်သွားတာတော့ဟုတ်တော့ပါလေအကိုကြီးကဟိုကလှုပ်လဲလှုပ်နိုင်တဲ့တရုပ်ဆောင်တာလေအဲပြီးတော့တော်လဲတော်ပါအဆိုးရောတရုပ်ဆောင်ကောင်းတယ်အခုဒီအခုရိုက်ဘူးရမှာအလူတူတူတရုပ်ဆောင်ကလည်းတော်အဆင်ပြေပါလေဟုတ် ဟာအကိုကြီးကအရင်တော့ကသူ music video တွေရိုက်ပူးတယ်လို့တော့တောက်ပြောပူးတယ်ပေါ့နော်သူဆောင်တာကတော့တရုတ်ဆောင်တဲ့ခါခါတော့ဒီတစ်ချင်းမှာမှတကယ်နပူးလူတွေတရုတ်ဆောင်တာဟုတ်ရှိတာကောင်မလေးနေရာတရုတ်ဆောင်တော့ကောင်မလေးချက်သွားပြီပေါ့အရင်တော့အရင်တော့ကောင်မလေးမဟုတ်တယ်လို့ခံစားအခုကျမှဒီလိုလေးဝက်ပြီးတော့အနုရလေးလောတော့ကောင်မလေးတောက်လို့တကယ်ခံစားမှုတော့ပါပြီဟုတ်လား5 BB 5 BB many BB 5 BB 5 BB touch a longy 5 BB 5 BB honey bee 5 BB 5 BB low on me gee the do yeah 5 BB ဇာဒီလက်စင်းလေးကိုအာအရင်ကတည်းကလည်းဒီကြဗီဒီယိုလေးတွေဆိုဒီလေးတဲ့အတိတ်အမြဲလုပ်နေကြပါတော့အခုဒီတချင်းလေးမှာကိုယ်တိုင်လည်းတကယ်ပြုတ်ဆောင်ခဲ့ရမှာဆိုတော့အရင်လည်းပြောပါဘယ်လိုကျွန်တော်ကရွေးချယ်မှုပဲပြောပါမှာကျွန်တော်ကကွန်ဖီလာတောက်ရင်းနဲ့ဒီရှစ်ခေတ် ပုံစံလေးတွေကိုကျွန်တော်ကနည်းနည်းသဘောကျသွားတော့ဒီမှာနည်းနည်းတကက်တကက်လောက်ပေါ့နော်ထည့်ရရင်ကောင်းမလားမသိဘူးဆိုပြီးတော့ကျွန်တော်ရိုက်ဖြစ်သွားတာပေါ့ဟုတ်ဟုတ်ဟောကျွန်တော်ကတော့စုမယ်ဆိုတော့တရေးဆရာကြီးကတော့အရင်ဝင်ပေါ့နော်ခွင့်တောင်းပြီးတော့ဝယ်ယူပြီးတော့မှအခုကတော့တကယ်လည်းဒီတချင်းကိုကြိုက်ခဲ့တယ်ပေါ့အရင်ကြိုက်ခဲ့လို့ကျွန်တော်ဒီတချင်းကိုစုဖြစ်တာမှတီးရလဲအကောင်းဆုံးတီးထားပါလေဗျာ immortal ban နဲ့တီးထားတယ်တီးတာလဲအကောင်းဆုံးဒီတချင်းကတော့နှစ်ခါစုရတဲ့တချင်းပေါ့ပထမတော့အကျန်းစုတာတိတ်မကြိုက်ဘူးနည်းနည်းတော့ပြစ်ထားတယ်အခုမှ သုံးတင်းမြောက်မှာကျွန်တော်အချောပြန်ဆုံပြီးတော့အခုမှရိုက်ဖြစ်တာပေါ့နော်ဒီမြန်မာလေးနိုင်ငံဖြစ်တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ရွေးချစ်တာပါဗျာ။အဲ့ဒါကြောင့်ပထမဘယ်သူမှလည်းတိတ်မဆိုးဘူးပေါ့နော်။ဒါပေမဲ့ကိုကတော့တီးထားတာပဲ။သူများတွေကတော့ထွက်သွားတာပေါ့။ဒါပေမဲ့တီးတီးထားတာကိုကဥအောင်တီးထားတယ်။ကိုကတော့ချင်းချမ်းကိုတိတ်မချက်ရနဲ့မဆိုးဖြစ်ဘူး။အခုကျမှဒီချင်းလေးကိုတော့ဆိုဆိုလိုက်တော့မယ်ဆိုပြီးတော့အချောဆိုပြီးတော့တိုက်ဖြစ်သွားတာပေါ့။တကယ်လည်းဒီချင်းကဟိုနားထောင်လို့လည်းရမ်းကောင်းတယ်။လူလက်ပိုင်းရောလူငယ်ပိုင်းရောနည်းနည်းကြိုက်တဲ့ချင်းဖြစ်တဲ့ကြောင့်ကျွန်တော်ရွေးချယ်သွားတာပါ။ 哦တောင်းဆိုမှုတွေတော့မရှိဘူးပဲ။သူကတော့ဟိုပါဘောနော်။စာချုပ်မှာတော့ဒီမူရင်းသေးတဲ့မပြတ်အောင်ဘောနော်။စီကန်းချက်တွေပါတာဗော။အဲမူရင်းရဲ့အဆိုရှင်ရဲ့ဟိုတန်ဆင်တည်းမပြတ်အောင်မူရင်းရဲ့စာသားတွေလည်းမပြတ်အောင်တရားဆိုထားပါလေဗျာ။ဟုတ်။哦ဒီတစ်ချက်ကိုခံစားပြီးမှဆိုလို့ရတာဆိုတော့နည်းနည်းခံလူလူငယ်ပိုင်းကိုပြန်ရောက်သွားတယ်ခံစားရတယ်ဗျာ။ဟုတ်။哦ကျွန်တော်ကတော့သွားကျင်တာဗော professional အဆင့်ထိဗောနော်။ဟိုကတော့ကျွန်တော်ကတော့သွားကျင်တယ်ဗျာ။ဟုတ်။ခေါင်းစုံလဲ စ조사နေပါတယ်ကျွန်တော်ဟုတ်ကြာအမှုပညာနဲ့ပတ်သက်လာရင်တော့ကြာယူမန်ထားတဲ့အထိတကယ်ဟိုအကြီးပါတော့ကြာယူမန်ထားတဲ့အထိဖြစ်နေတာပါအခုလည်းကြာအသက်ကငယ်ပြည့်တဲ့ကြောင့်မလို့ဒီအချိန်ကြီးကလည်းစ조사ပြီးတော့မှကိုဖြစ်စင်တဲ့မှာရအောင်တော့ဟုတ်အဲဒီအကိုကြီးဆိုလို့ရှိရင်ဒါ ဒီဝါဒနာပါတော့ငယ်တဲ့ဝါဒနာပါတာကိုလုံးဝဟိုမဖြောက်ပဲနော်ခုမှတကယ်ကိုလောက်ရပြီဆိုပြီးတော့မှတကယ်လောက်တာပါနော်အဲအကြောင်းလို့လည်းတကယ်ချီးကျူးပါတယ်ဝါဒနာကိုဒီမရရအောင်လုပ်လိုက်တာပါနော်အဲအကြောင်းလို့ကြာလဲအာတခါရလို့ရှိရင်ကြာဟိုမလုံရှင်တဲ့စိတ်လေးတွေစိတ်တက်ကြတဲ့စိတ်လေးဖြစ်နေဖြစ်မှာဒီကိုကြီးကိုကြည့်ပြီးတော့ငါသူရမရအောင်လုပ်တာပဲငါလည်းဒီအများနဲ့ဆက်စူးစမ်းနေမယ်ဆိုတဲ့ဟာလေးတော့ဝင်သွားပါတယ်ရှင်ဟုတ်လူမညာကတော့ငငယ်လေးကလေးကဆိုလာဆိုတော့ခက်ခဲမှုတော့နဲပါတော့ရှိရတိတ်ရောခက်ခဲကြီးမဟုတ်ဘူးစီးပွားရေးကြတော့ပိုခက်ခဲတာမဟုတ်လို့လည်း ဒီလားတော့ခက်ခဲရတော့အရင်ကြီးမရှိပါဘူး။ကြာပထမအောင်ဆုံးဒီလိုကောင်းဝေးရတဲ့ကြောင့်လို့စချင်ပါတော့နည်းနည်းလေးထောက်နေတာပါနော်။နောက်ပိုင်းကျတော့ဆင်းပြေတော့ဆင်းပြေလာပါပြီတော့။ဟုတ်အာဒီကိုကြီးဆိုတာဒီချင်းလေးကိုကြာခုနရိုက်နေနေမှာနားလောင်နေရပါနော်။အာတကယ်ကောင်းတယ်မလို့ကြာကြာစိတ်တွေမှာလုံးဝကောင်းတယ်ပြီးတော့ဒီဟိုဒီမူရင်းကိုလုံးဝပြတ်ပဲပေါ့နော်။တကယ်တရားရလေးဆိုတာလည်းအရင်လဲ perfect ဖြစ်ပါလေ။ရချက်ပါရှင်ဟုတ်။အော်တချင်းကဆိုတာရှိတယ်ဗျာအမကျွန်တော်ကိုပိုင်တန်စင်ကကျွန်တော်၄ဘုတ်ကြံသေးတယ်ဗျာထွက်ဖို့ရှိသေးတယ်ဗျာ။ ာပါဆောင်းရတာလေးပုံမြောက်ပါဟုတ်ဖြစ်ချင်တာပေါ့ဗျာဟိုပေါ့ professional တန်းတောင်းထီတော့ဖြစ်ချင်တာပေါ့နော်ကိုယ့်ရဲ့ဝါသနာလေးကိုငငယ်တော့လည်းဝါသနာပါတာဆိုတော့လုံးရင်တော့အဆုံးထိပေါ့အောင်မြင်အောင်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တာဗျာဟုတ်အခုလိုလောက်ရတဲ့အတွက်ကျွန်တော်ကတော့ကိုကိုကအားရချင်တဲ့မှုရှိပါတယ်ဗျာဟုတ်အခုလိုဆိုရမီဒီယာနဲ့လည်းစကားပြောရပါပေါ့နော်ရှင်းနေလောက်ရပါပေါ့မမလို့လည်းတွဲရရပေါ့အဆင်ပြေပါတယ်ဗျာအားလုံးအဆင်ပြေပါတယ်ဗျာဟုတ် ။အော်ဒါကတော့သူတို့ရဲ့ပြိတ္တတွေကမွေးဖန်ခွင့်ရှိပါတယ်ဘလို့ကြက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်ပါပရဲလူရှိမယ်မအားပရဲလူဒါကတော့မွေးဖန်ပိုင်ခွင့်ရှိပါတယ်ဒါကတော့ကိုယ်ကလည်းအကောင်းဆုံးစူးစမ်းရတာပဲကြိုက်မှာပါအများဆုံးကြိုက်ကြမှာပါ။ပေါ်ဖီယန်ရှိပါတယ်ရအောင်အကောင်းဆုံးလဲစူးစမ်းထားပါတယ်ဟုတ်။အားပေးကြပါလား။ ဒီဒီစင်းနေထလာလို့ရှိရင်အာအပိဖို့ကြပြောချင်ပါတယ်ဒီဒီစင်းကြီးကဟိုးရှိခိကလေးရတကယ်ကိုအာနမကြီးခဲ့တဲ့ဒီစင်းလေးပေါ့နော်အခုဒီမှာဒီလိုမျိုးကဘာဆောင်းပြန်ဆွဲတက်လဲတကယ်ကိုဒီလူငယ်ချင်းမှာပြန်ပြီးရေးပဲဆောင်းမယ်လို့ကြာနှလုံးလိုက်ပါတယ်ဆုံးတော့ကဲ